ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါဆိုတော့ဒီနေ့အစီအစဉ်ကိုမစားခင်မှာ channel subscribe လုပ်ရသေးတဲ့သူများရှိရင်လှုပ်ထားပေးပါအောင်ပြီးရင်ဒီနေ့အစီအစဉ်လေးကိုလည်း VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့ဖြစ်နိုင်ပါတော့မြေတာရခင်ပါစေ Okay ဒီနေ့မှာကတော့ပြီးခဲ့တဲ့ရပိုင်းအစားတိမ်ပြီးတော့တင်ဆက်ပေးခဲ့တဲ့ From series က season 1ပြီးသွားခဲ့ပြီ season 2ရဲ့အလဲလက်လောက်မှာရောက်ရှိနေပြီးတော့ဇက်ကားလည်းတကယ်ကိုကောင်းနေဖြစ်တဲ့အတွက်ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါဒီနေ့ကတော့အပိုင်းဘလောက်တွေရှိသွားလဲမသိပါဘူး season 2ရဲ့ အာကျွန်တော်ဒီအဆက်မှာကတော့အပိုင်း9နဲ့6ပေါင်းစပ်ချေမော်ခင်ဗျာ let's go သွားလိုက်ကြအောင်ပါခင်ဗျာရှေးကအပိုင်းဒီမှာတော့ကန်ဒီကသူ့ဖေတေးခဲ့တာဟာဆာဝရာကြောင့်ဖြစ်တယ်ဆိုတာနဲ့ဒီအကြောင်းကိုဘွိုင်းကတိတိနဲ့ဖုံးကွယ်ထားတဲ့အတွက်ဘွိုင်းကိုတော်တော်ကြီးကိုစိတ်ဆိုးသွားပြီဖြစ်ပါတယ်ဒိုနာတော့ပြဿနာကောင်ရန်တဲကိုကိုလိုနီအိမ်ကြီးကမောင်းထုတ်ပြီးဘတ်စကားပေါ်မှာသွားနေခိုင်းလိုက်ပါတယ်ညမမောင်ရန်တဲကတယောက်တည်းကားပေါ်မှာအိတ်နေပြီးတော့မကောင်းစွာတွေကကားမန်ကိုတောက်လျှောက်ခောက်နေကြပါတယ် ရန်နဲ့လည်းသူအိတ်လို့များအတွက်ဒေါသထွက်ပြီးတော့ထားလာကကားတကားကိုဖွင့်ပြီးတော့မလို့ဖြစ်သွားပါလေဒါမှမဟုတ်ကားဖွင့်လိုက်ရင်သူဒီမောင်ကိုပြန်ပြီးတော့တတိထားမိသွားတာကြောင့်မဖွင့်ပြလိုက်ပေါ့မကောင်းစွာဖွားကြီးကဒီမောင်နေရတာအဆင်ပြေလားလို့မေးလိုက်ပြီးတော့တခြားမကောင်းစွာတွေကလည်းကားနာကိုဝိုင်းလာကြပါလေအကျော်တင်းတဲ့ရန်တဲကတော့မကောင်းစွာတွေကိုတိတ်ကြောက်မနေပဲဒေါသထွက်နေတာပါရန်တဲကငါမင်းတို့မကြောက်ဘူးကွာမင်းတို့နားလေလားလို့မေးလိုက်တော့မကောင်းစွာတွေကကားနာကနေထွက်သွားပါလေရန်တဲကသူစကားပြောနေတော့ထွက်သွားတဲ့အတွက် ထပ်ပြီးတော့ဒေါသတွေထွက်နေပါသေးတယ်။ဂျိတ်ကတော့တွန်သေးဆုံးသွားပြီဖြစ်တဲ့အတွက်တွန်မြိုက်ဘားမှာလာပြီးတော့နေနေပြီဖြစ်ပါတယ်။ကန်ဒီတို့အိမ်မာကတပီသားတို့မိသားစုနေနေပြီဖြစ်တဲ့အတွက်သူတောင်တဲ့အေးဆေးနေလို့ရအောင်ဘားကိုပြောင်းလာခဲ့တာပါ။အဲညမှာဂျိတ်ကဓာတ်ပုံတွေကလူကိုအပြင်မှာမြင်တွေ့နေရပြီးဆောင်းထဲမှာဆွဲထားတဲ့တင်ဂေတာကလည်းတွေးရီကြနေတာကိုလည်းမြင်လိုက်ရပါတယ်။ဂျိတ်ကလို့ဘာတောင်မှမသိအမြင်အောင်တွေရနေတဲ့အတွက်ထိတ်လန့်နေလို့ဒေါသလည်းထွက်နေပါတယ်။ဓမ္မမှာဘွိုင်းကတော့ညကကန်ဒီနဲ့ပြဿနာတက်ပြီးတဲ့နောက်ဖះเจ้ามาပဲအိတ်လိုက်တာဖြစ်ပါတယ် ကန်ဒီစာရကြောင့်အကုန်တည်သွားပြီးတဲ့နောက်မှာမြို့ကလူတွေလည်းစာရကိုဘွိုက်ကဖွက်ပြီးထားတဲ့အကြောင်းကိုသိကုန်ကြပါပြီ။အိုင်ဒီမနာမှာတော့ဘုရားကျောင်းတကားကိုအစိုးရလာခောက်တဲ့သူတွေလည်းရှိပါတယ်။ဘွိုက်ကစာရကိုမြေအောင်ခန်းထဲမှာပဲနေဖို့ပြောလိုက်ပြီးတော့တကားသွားဖွင့်ပေးလိုက်ပါတယ်။ဂျေနဲ့တပီတာတို့ဒေါသကြီးနဲ့ဝင်လာကြပြီးတော့စာရမမာလေးလိုမိလိုက်ပါတယ်။သူတို့ကလေးကိုတတ်ဖို့ဂျိုးစားတဲ့အတွက်စာရကိုတပီတာတို့ကတော်တော်လေးကိုဒေါသထွက်နေကြတာပါ။ဘွိုက်ကစိတ်အေးထားဖို့ပြောပေမဲ့ဂျေတို့ကလက်မခံပါဘူး။ ဝိုင်ကစာရာဘသူမှထပ်ပြီးတော့ထိကန်းကိုလှုပ်တော့မှမဟုတ်ဘူးလို့ပြောပြီးမဲ့တပီတာကကျမသူလှုပ်ခဲ့တော့ပဲဂယူဆိုင်သူပါထပ်လို့မလဲဆိုတော့စိတ်မဝင်စားဘူးလို့ပြောလိုက်ပါလေဝိုင်ကခြေနေတွေပြောင်းလဲသွားပြီလို့ပြောလိုက်ပြီးငါတို့ရင်ကားလို့စီးမြင်တိုင်းစာရာကိုအပြစ်ပေးလို့မရဘူးလို့ပြန်ပြောလိုက်ပါလေရေဒီယိုတာဝါကိစ္စမအောင်မြင်ခဲ့တာရောဘာကြောင့်မှမရှိပဲအိမ်တလုံးပြိုကျခဲ့တာရောကြောင့်လူတွေကစိတ်ပြက်ပြီးတော့ထိတ်လန့်နေပြီဖြစ်လို့လူတွေအများကြီးဒီမျိုးကိုထပ်ပြီးတော့ရောက်လာတဲ့အတွက်ရိတ်ခါလည်းမလောက်တော့ပါဘူးဒီတော့စာရာသားဒီမှာဖြစ်ပြနေရတဲ့ကိုကိုပြီးတော့အဖြေရှာပေးနိုင်ရင် သူကိုအပြစ်ပေးတဲ့တစ်တာတွေထဲလို့မဖြစ်ဘူးလို့ white ကပြောပါတယ်အဲ့ချိန်မှာပဲ sara အပေါ်တက်လာတဲ့အတွက်တပီသားကနေငါမိသားစုနာထတ်လာရင်နေုံကအသေးသပြစ်မှလို့ပြောလိုက်ပါတယ်ဂျင်းနဲ့တပီသားတို့ထွက်သွားပြီးတဲ့နောက် white ကကိုလိုနီအိမ်ကိုသွားပြီးတော့ဒေါနာကို sara ကိစ္စအကြောင်းပြောပြဖို့လုပ်ပါတယ်တပတ်မှာအီသန်လေးကတော့ sara ရှိနေတဲ့အကြောင်းသူ့အဖေမေရီပြောတာကိုကြားလိုက်တဲ့အတွက်ခန်းထဲမှာတကားပိတ်ပြီးတော့ပုန်းနေပါတယ်သူကကလေးဆိုတော့သူ့ကိုဘာကြောင့် sara တတ်ဖို့စူးစမ်းကြလဲဆိုတော့နားမလည်နိုင်ဖြစ်နေသလိုကြောက်လန့်နေတာလည်းဖြစ်ပါတယ် ဂျင်တို့ကဝိုင်းပြီးတော့ဖြောင်းပြရောမှသာဤတန်းအခန်းထဲကထွက်လာပြီးတော့သူစာရာနဲ့တွေ့ကျင်တယ်လို့ပြောပါတယ်။စာရာတော့ဘုရားကျောင်းထဲကနေထွက်လာပြီးသူနဲ့သူ့ကိုနေတန်တို့နေခဲ့တဲ့အိမ်ကိုလာပြီးတော့ကြည့်ပါတယ်။ဒါမဲ့ခုအဲ့ဒီအိမ်မှာတခြားလူတွေနေနေဖြစ်ပြီးတော့သူတို့ကစာရာကိုမြင်တော့မောင်းထုတ်ပါတော့တယ်။စာရာရန်ကိုရေးကြည့်တဲ့ပစ္စည်းလေးတစ်ခုရှိလို့အဲ့ဒါကိုလာရှာတာပါ။စာရာအဲ့ဒီကြွေပစ္စည်းလေးလိုချင်လို့ပါလို့ပြောပေမဲ့အဲ့ဒီလူတွေကနေပစ္စည်းတွေကုန်ထုတ်ပိုးပြီးတော့ကန်နီမေစီကကိုတော်တဲ့ကိုပို့လိုက်ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့အိမ်ထဲကထွက်သွားဖို့အတွက်မောင်းထုတ်တာကြောင့် စာရာလည်းထွက်လာလိုက်ရပါတယ်။ဂျိတ်ကတော့တယောက်တည်းသူမြင်ခဲ့တဲ့သင်္ကေတအကြောင်းကိုအတိတ်ပဲဖော်ဖို့လုပ်နေပါတယ်။အဲဒီမှာပဲဗစ်တာရောက်လာပြီးတော့မင်းကောင်တရောထိုးပြရင်ဓာတ်ပုံထဲကလူကြောင်ပြောပြမယ်လို့ပြောပါတယ်။ဗစ်တာသူနဲ့လိုက်ခဲ့ဖို့ပြောပြီးတော့ဂျိတ်ကိုတောထဲကိုခေါ်သွားခဲ့ပါတယ်။တပိသားကအီသန်ကိုစာရာနဲ့တွဲခွင့်ပေးဖို့တော့စိတ်ပူနေပြီးဂျင်းကတော့ကလေးကသူ့အသူဖြည့်ရှင်းကျင်တယ်ဆိုရင်ငါတို့ကူညီပေးရမယ်လေလို့ပြောပါတယ်။ပြီးတော့ငါလည်းကလေးနာမှာရှိနေမှာပဲ။သူဘာမှလုံးလို့မရဘူးလို့ပြောတဲ့အတွက်တပိသားလည်းလက်ခံလိုက်ပါတယ်။ ိုနာလဲစာရကြောင်းသိသွားတော့နေပါရီရှောက်လို့ညာလေးလို့ بوا ိုက်ကိုမေးပြီးဒေါသထွက်နေပါလေနေခုလို့လောက်တာကြောင့်နင်းကိုမျိုးဝလူတွေယုံကြည်မှုတွေယော်သွားကြလိမ့်မယ်လို့ပြောပါလေပြီးတော့စာရကိုနင်းကာကွယ်ပေးနေရကနင်းစရီအဘီနဲ့အဖြစ်ချင်းဒူနေလို့အဘီကိုတော့ကနင်းမကာကွယ်ပေးနိုင်ခဲ့လို့စာရကိုခုလို့ကာကွယ်ပေးပြီးနင်းကိုနေဖြေသိမ့်နေတာပဲလို့ဒိုနာကပြောပါလေဒိုနာစာရပြောင်းလာနဲ့ပတ်သက်ပြီးတော့တရန်ချန်းဘလို့ခံစားလဲစာရကိုနေရင်သွားပြီးတော့မေးသိမ့်တယ်လို့ပြောလိုက်တာပါတမက်မှာအီသန်လေးကတော့စာရကိုလာပြီးတော့တွေ့ပါပြီအီသန်က ကျွန်တော်တို့ရာတငယ်ချင်းတွေလိုပဲထင်ခဲ့တာဒါပေမဲ့မဟုတ်ဘူးလို့ပြောလိုက်ပြီးခမ ्या ကမကောင်းဆိုးရပဲလို့ပြောလိုက်ပါတော့တယ်ပြီးတော့ကျွန်တော်ခမ ्या ကိုမကြောက်ဘူးလို့ပြောလိုက်ပြီးတော့ဇာရာတော့ဘာမှမပြောဘဲဝမ်းနေတဲ့မြဝုန်းနေနဲ့သာပြန်ပြီးတော့ကြည်နေခဲ့ပါတယ်ဗီတာကတော့ဂျိတ်ကိုကားပြတ်တွေအများကြီးရှိတဲ့နေရာစီကိုခေါ်လာပြီးအားလုံးတေသွားကြတော့ငါတယောက်တည်းကြံခဲ့တော့ဒီကားတွေကိုထပ်မမြင်ချင်တာနဲ့ဒီနေအောင်လာပို့ထားတာလို့ပြောလိုက်ပါတယ်ဗီတာကမနေ့ကကိစ္စနဲ့ပတ်သက်လို့တောင်းမန်နေเจ้าကိုပြောလိုက်ပြီးငါပြစီလို့တခြားလူတွေကိုင်တာမကြိုက်လို့ဘာလို့ထပ်ပြောပါတယ် ဗေဒါသူ့မေရဲ့ကားဟောင်းရှိတဲ့စီကိုခေါ်လာပြီးတော့အရင်တော့ကသူကြောက်နေသူ့မေဆိုပြခဲ့မှုတဲ့တချင်းကိုတရောထိုးပြဖို့ဂျိတ်ကိုပြောပါတယ်ဂျိတ်လည်းတချင်းကိုတီးပြလိုက်ပြီးတော့ဗေတာတော့ဂျိတ်တရောထိုးတော့နားထောင်နေတဲ့သူ့မေကိုသတိရပြီးငိုနေပါတော့တယ်တမမအေဂျင်ကတော့ဘုရားเจ้าကိုရောက်လာပြီးတော့ဆာရကိုတွေးလိုက်ပါတယ်ဒါပေမဲ့အေဂျင်ကနောက်မှရောက်လာလူဆိုတော့ဆာရเจ้าကိုမသိပါဘူးအေဂျင်ကသူ့ဖွားနေသူတနေနေနေတိုင်းဘုရားเจ้าသွားတက်ကြောင်းပြောပြီးတော့အခုလည်းသူ့ဖွားနေတွေးဖို့ခီးသွားနေတော့မှဒီမျိုးကိုရောက်လာတာပါ အဲဂျင်နဲ့ဆာရာချက်ချင်းပဲယင်းဤသွားကြပြီးတော့သူတို့ငငယ်ရအကြောင်းတွေကိုပြန်လည်ပြောပြကြပါတယ်။ဆာရာသူ့ကိုနေတန်အကြောင်းပြောပြတော့အဲဂျင်ကနေတန်ခုဒီမှာရှိလားလို့မေးလိုက်ပါတယ်။အာနဲ့ဆာရာကသူ့ကိုသူတတ်ခဲ့မိကြောင်းပြောပြလိုက်ရမှာတော့အဲဂျင်နဲ့လန့်ပြီးတော့ပြန်ထွက်သွားခဲ့ပါတော့တယ်။အီသန်လေးကတော့ဆာရာကိုသူပြောချင်တာတွေပြောခဲ့ပြီးတဲ့နောက်အရင်ကဖြစ်ခဲ့တဲ့ကိစ္စအတွက်ဆာရာကိုလုံးဝမကြောက်တော့ပါဘူး။ဆာရာကသူ့ကိုယ်ကျွေးတဲ့ပစ္စည်းလေးကိုပြန်တောင်းမှုအတွက်ထမင်းစားကန်းကိုရောက်လာပါတယ်။ဆာရာကဒီယန်ချန်းကိုမြင်လိုက်တော့ ကျမတို့မလာသင်ဘူးတောင်းပန်ပါတယ်လို့ပြောပြီးပြန်ထွက်သွားဖို့လုပ်ပေမဲ့တရန်ချန်းကငါနဲ့ကိုစောင့်ရှောက်ပေးခဲ့တယ်ဒါမဲ့နေကငါစိတ်ထဲကိုအမုန်းတရားတွေရောက်လာအောင်လုပ်တယ်လို့ပြောပါတယ်ပြီးတော့နေပါလူတို့ရောက်လာတယ်ငါသိဒီမှာစောင့်နေလို့ပြောပြီးတော့ဆာရာနဲ့နေတန်တို့ရဲ့ပစ္စည်းတွေကိုယူလာပေးပါတယ်ပြီးတော့ဒီကိုဘယ်တော့မှထပ်မလာနဲ့လို့ပြောလိုက်ပါတယ်ဆာရာတယောက်သမင်းစားကန်ထွက်လာတော့မှပဲကန်နီနဲ့တွေ့ပြီးတော့ကန်နီကသူ့မေစီကိုလာတဲ့အတွက်ဆာရာကိုဒေါသပူထွက်သွားပါတယ်ကန်နီကဆာရာပစ္စည်းတွေကိုဆွဲလုပြီးတော့မြေပေါ်ကိုဖြန့်ချဲပစ်လိုက်ပါတယ် ပြီးတော့နေတန်းရဲ့ကျွေးယုံလေးကိုယူပြီးဒါအနေနဲ့အရေးကြီးတဲ့ပစ္စည်းလားလို့မေးပါတယ်ပြီးတော့အဲယုံလေးကိုပေါက်ခွဲပြစ်လိုက်ပြီးတော့နေငါမေနောင်းကိုထတ်လိုက်နေငါကိုယ်တိုင်အပြည့်ပေးတဲ့တစ်တာတွေကိုထည့်မယ်လို့ပြောလိုက်ပါတယ်သူတို့လိုဖြစ်နေရကိုမျိုးကလူတွေကဝိုင်းကြည့်နေပြီးတော့အဲထဲမှာအဲဂျင်လဲပါပါတယ်ဇာရာတစားစီဖြစ်သွားတဲ့ကျွေးယုံလေးကိုကောက်ယူနေပြီးသူပစ္စည်းတွေပုံနဲ့ပြန်ထည့်ရမှာတော့အဲဂျင်လဲလာပြီးတော့ကူညီပေးပါတယ်ခရစ်စတီနဲ့မာရီယာတို့ကတော့ဈေးကမ်းမှာအတူတူနေနေကြပြီဖြစ်ပြီးသူတို့ကပြန်ပြီးတော့အစီအမင်းနေကြပါပြီသူတို့စီကိုတေးလီဆိုတဲ့အဖွားရောက်လာပြီးတော့ ရစ်ရဲ့ဈေးကန်းအတွက်သူ့မှာပါလာတဲ့မော်ဖင်းဆေးပလင်းကိုလာပြီးတော့ပေးပါတယ်။ပြီးတော့မျိုးထဲမှာဆာရာပြန်အောင်လာလို့ရုပ်သေးဖြစ်နေလို့ပြောပြလိုက်ရမှာခရစ်စီလည်းအခုမှဆာရာပြန်အောင်နေတာကိုသိသွားခဲ့ပါတယ်။ခရစ်စီကဆာရာကိုတွေးဖို့အတွက်ချက်ချင်းဒေါသတကြီးနဲ့ပြေးထွက်သွားပြီးတော့မာရီယာကဘာဖြစ်နေရလဲဆိုပြီးတော့နောက်ကနေလိုက်လာခဲ့ပါတယ်။မာရီယာကဆာရာဘာလုပ်လဲဆိုတာမေးလိုက်တော့ခရစ်စီကဆာရာလုပ်ခဲ့တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။မာရီယာကခရစ်စီကိုဖြောင်းပြပြီးတော့ဈေးကန်းထဲကိုပြန်ခေါ်သွားခဲ့ပါတယ်။ ဗီတာရိုတပ်ပုံတွေကလူကခရစ်စတိုဖာပြစ်ကြောင်းဂျိတ်ကိုပြောပြနေပါလေခရစ်စတိုဖာကယင်းတော့ဒီမျိုးကလူတွေကိုရီမောပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့သဘောကောင်းတဲ့လူတယောက်ဖြစ်ကြောင်းပြောပြလိုက်ပါလေဒါမဲ့နောက်ပိုင်းမှာတော့ပြောင်းလဲသွားပြီဖြစ်ကြောင်းပြောပြီးရုတ်တရက်မင်းနားမလဲပါဘူးမင်းဒါတွေကိုမမေးသင့်ဘူးလို့ဂျိတ်ကိုပြောလိုက်ပါလေအဲ့နဲ့ဂျိတ်ကငါဒီလိုစောက်ကလေးကတညမှကောင်းကောင်းအိတ်မပြောဘူးဆိုတဲ့အကြောင်းငါ့ကိုချောက်လန့်တဲ့အရာတွေကိုညာတိုင်းမြင်အောင်နေတဲ့အကြောင်းကိုထပ်ပြောပြလိုက်ပါလေပြီးတော့ခရစ်စတိုဖာလည်းဒီသင်္ကေတတွေကိုမြင်တဲ့အတွက် သူဒီသင်္ကေတတွေအကြောင်းကိုသိမှာပဲလို့ပြောပြီးတော့ Victor ကိုမင်းနေပြီမဲ့ Victor ပြန်မှုလုံနေအောင်ဂျိတ်တယောက်ဒေါသထွက်လာပါလိမ့်အန်နာတော့ Victor Christopher အဲ့သင်္ကေတကိုစမြင်တဲ့အချိန်မှာသူပြောင်းလဲသွားတဲ့အကြောင်းလူတွေကိုယီမော့အောင်မလုပ်ပေးတော့သလိုသူကိုယ်တိုင်လည်းမပြောမယီနိုင်တော့အကြောင်းကိုပြောလိုက်ပါလိမ့်တ냐တော့ငါ့မယား Christopher မသိတဲ့နေရာတစ်ခုမှာငါ့ကိုသွားပုံခိုင်းနေနောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့မျိုးထဲမှာရှိတဲ့လူတွေကိုတိတ်ဆုံးသွားခဲ့ပြီဆိုပြီးတော့ Victor ကပြောပြလိုက်ပါလိမ့်တပိတာကတော့သူမြင်မြင်နေရတဲ့ကလေးတွေကိုရှာဖို့အတွက်တော်တဲ့ကိုရောက်လာပါလိမ့် မကြာခင်မှာပဲဒေါရီကနေကလေးတွေထွက်လာပြီးတော့အန်ကူကြီးဆိုရဲဘာမှမသိတဲ့ဇက်ကလုံးကိုဇက်တိုက်ကြီးယွနေပါလေပြီးတော့တပီသားနားကိုကတ်လာတဲ့အတွက်တပီသားလေးကြောက်လန့်ပြီးတော့လဲကျသွားခဲ့ပါလေဒါပေမဲ့အဲ့ဒါတကယ်ဖြစ်နေမှာမဟုတ်ပဲသူမြင်အောင်နေတာသာဖြစ်တာပါတပီသားအလို့ဖြစ်နေတော့မှာပဲဒေါရီရောက်နေဂျိတ်ကလည်းသူ့စီကိုရောက်လာပါလေဂျိတ်ကတော့ကလေးတွေကိုမမြင်လိုက်ရပါဘူးဒါပေမဲ့ဂျင်ကတော့ဘွိုက်ကိုစကားလာပြောပြီးဆာရာကိုကြောက်အခုမြင်ရတော့ဆာရာစိတ်စားဖြစ်နေပုံမပေါက်ဘူးလူတန်သမားယုတ်လည်းမပေါက်ဘူးဆိုပြီးတော့ပြောလိုက်ပါလေ ဇာရပုံစံစိတ်တက်ကြတဲ့ကလေးမလေးပုံစံသာဖြစ်ပြီးတော့မျိုးရေကလူတွေတတော်များများလည်းစိတ်တက်ကြတဲ့ပုံတွေပေါက်နေကြအောင်ပြောလိုက်ပါလိမ့်ပြီးတော့သူနဲ့ဒိုနာနဲ့ရေဒီယိုကနေလူတယောက်တန်းကိုကြားခဲ့တဲ့အကြောင်းနဲ့အဲလူကသူ့နာမည်နဲ့တပ်ပြီးသားမြောက်ခန်းထဲမှာဘာလုပ်နေလဲဆိုတာကိုလည်းသိနေကြအောင်ဘွိုက်ကိုပြောပြပါလိမ့်တဖက်မှာရန်တဲကတော့ကားပေါ်ကထိုင်ကုန်တစ်ခုကိုဖြုတ်ကားခေါင်းမိုးပေါ်တင်ပြီးတော့နေဘက်ဆိုရင်အဲ့ထိုင်ကုန်ပေါ်ကနေမျိုးရေကိုပတ်ကြည့်နေပါတော့တယ်ဘွိုက်ကတော့ဂျင်းစီကနေထွက်လာပြီးတော့တရန်ချမ်းကိုလာပြီးတွေ့ပါလိမ့် အိုင်မာနေသူ့လက်ကအေးပြားအောက်မှာဘိုးကောင်တွေပြေးလွှားနေအောင်ထပ်ပြီးတော့တွေးလိုက်ရပါတော့တယ်။တမမခရစ်စတီးယားချစ်သူမာရီယာကဈေးဆွဲနေတာဖြစ်ပြီးတော့သူကဈေးကန်းဈေးပြီးတော့တဲ့ကမော်ဖင်းတွေကိုခိုးယူနေတာကိုမြင်ရပါတယ်။အိုင်နာတော့ဘွိုက်ကတရန်ချမ်းနဲ့စကားပြောပြီးသူစာရောက်ကာကွယ်ပေးထားတာကဒီမျိုးကလူတွေအကုန်လုံးကိုအိမ်ပြန်ပို့ပေးနိုင်မှုအတွက်လိုအပ်လို့ဖြစ်ကြောင်းဒီအတွက်သူ့ကိုမုံမယ်ဆိုလဲမုံလို့ရတဲ့အကြောင်းစာရိုက်အပြစ်ကခွင့်လွှတ်လို့မရဘူးဆိုတာသူဒီအကြောင်းတွေလာပြီးတော့ပြောပြပါတယ်။အဲ့ချိန်မှရင်ကန်နေရောက်လာပြီးတော့ခမားကျုံးမေးစီဘာလာလို့တာလဲလို့မေးတဲ့အတွက် ဘွိုက်လည်းပြန်ထွက်သွားခဲ့ပါလေ။အဲနောက်ဘွိုက်ကစာရာကိုတွေးဖို့အတွက်ဘုရားကျောင်းကိုလာရမှာတော့မာတင်စီမာတို့ကကြားခဲ့ဘူးတဲ့တီးလုံးတန်ကိုကြားလိုက်ရပါလေ။တီးလုံးတန်ထွက်တဲ့တစ်တာလေးကိုလည်းဘုရားကျောင်းထဲမှာမြင်လိုက်ရပြီးအဲဒီထဲကဘဲလီကားကြီးတဲ့တယောက်ကလည်းသူ့ရှိမှကားပြနေတာကိုတွေ့ရပါလေ။ဘွိုက်ကအဲ့ဒီဘဲလီကားကြီးတဲ့ကိုသွားပြီးတော့ကြည့်ရမှာတော့အဲ့ဒီကားကြီးတဲ့ဗဇတ်ထဲကနေအကောင်ကြီးထွက်လာတာကိုမြင်လိုက်ရပါတော့လေ။တကယ်တော့ဘွိုက်ကဘုရားကျောင်းကိုမရောက်ခဲ့ပါဘူး။သူကန်ဒီတို့ရဲ့စားသောက်ဆိုင်ကနေထွက်မဲ့အချိန်မှာပဲပြစ်လဲသွားပြီးတော့အဲ့ဒီယာတွေကိုမြင်နေရတာပဲဖြစ်ပါလေ။ ကန်ဒီတို့လည်းဘွိုက်ကိုလာဆွဲထူပြီးတော့ထိုင်ခိုင်းထားလိုက်ပါတယ်ဘွိုက်ကပြစ်လဲတဲ့ဒဏ်ကြောင့်ခေါင်းမှာဒဏ်ရာရပြီးတော့သွေးထွက်နေတဲ့အတွက်သူ့ကိုခရစ်စတီးစီကိုခေါ်သွားဖို့တရန်ချန်းကသူ့သားကိုပြောနေပါတယ်ဘွိုက်ကသူ့အစီအပြေပါတယ်လို့ပြန်ပြောလိုက်ပြီးတော့ထွက်သွားဖို့လုပ်ပေမဲ့လမ်းကောင်းကောင်းမရှောင်နိုင်တာကြောင့်ကန်ဒီကသူ့ကိုတွဲခေါ်လာပေးလိုက်ရပါတယ်တဖက်မှာဒိုနာကတော့သူတို့မှာနောက်ဆုံးကြံတဲ့ရိတ်ခါတွေကိုကားပေါ်တင်ပြီးတော့တရန်ချန်းစီတည်သွားဖို့လုပ်နေခဲ့ပါတယ်တမျိုးလုံးကလူတွေစားတော့ဖို့တရန်ချန်းကစီစဉ်ပေးတာဖြစ်တဲ့အတွက်ရှိတဲ့အသီးနှံတွေကိုစားတော့ခန်းစီယူသွားဖို့လုပ်နေရပါ အဲလစ်နဲ့ဖာတီမာကဒိုနာကိုကူညီနေပြီးတော့သူတို့လည်းမြို့မှာရိတ်ခါတော်နေနေအောင်သိပါတယ်ဒိုနာတော့ဒီအကြောင်းလူတွေမပြောပြဖို့မှားထားပြီးငါတို့ဒါကိုဖျက်ချော်နိုင်မှာပါလို့ပဲပြောလိုက်ပါတယ်တပတ်မှာခရစ်စီကတော့စညာလိုက်ရှာနေနဲ့မာရီယာအိတ်ထဲကိုကြည့်မိပြီးတော့မာရီယာတယောက်ဆေးဆွဲနေကြောင်းကိုသိသွားခဲ့ပါတယ်မာရီယာကခရစ်စီကိုသူ့တော်စီသွားနေတာဖျက်ချောင်းပြောထားရမယ်တကယ်တော့ဒီခီးကိုထွက်လာတာကဆေးဖျက်စခန်းကိုသွားဖို့ထွက်လာခဲ့တာပါမာရီယာကခရစ်စီနဲ့မတွဲခင်ဆွေးဆွဲခဲ့ပြီးနောက်ပိုင်းမှာတော့ပြတ်သွားခဲ့ပါတယ် ခရစ်စီပျောက်သွားပြီးတဲ့နောက်ပိုင်းမှာဆေးပြန်ဆွဲလာခဲ့တာပဲဖြစ်ပါတယ်။ခရစ်စီကတော့သူတို့မှဆေးရှားပါနေဖြစ်တဲ့အတွက်မာရီယာဆေးပီလိုတဲကဆေးတွေခိုးယူမှာကိုစိတ်ပူနေပါတယ်။မာရီယာသူ့ကိုယ်သူထိန်းနိုင်အောင်မော်ဖင်နဲ့ပဲယူခဲ့ဘူးကြောင်းခရစ်စီကိုပြောလိုက်ပါတယ်။ခရစ်စီကဆေးတွေကိုဖတ်ဖို့ကြိုးစားနေပြီးတော့မာရီယာကသူ့ကိုဆေးခိုးမဲ့ဆေးသမားလိုဆက်ဆံနေတဲ့အတွက်ဒေါသတွေထွက်နေပါတယ်။တဖက်မှာဘွိုက်ကတော့ကန်နီနဲ့တူတူလမ်းလျှောက်လာနေတယ်။သူ့လက်ကရုတ်တရက်ကြီးထပ်နာလာပြန်ပါတယ်။အဲ့ဒါနဲ့ဘွိုက်ကကန်နီကိုသူ့တော်ထဲမှာတော့ငါဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတော့တယ်။ ငါကိုယ်တွေတို့ခုရောက်နေပြီတော့ဘိုးကောင်တွေကငါကိုယ်တွေမှာရှောက်သွားနေလို့ဘွိုက်ကပြောလိုက်တော့ကန်ဒီကနားမလည်နိုင်ဖြစ်နေတာပါအဲ့ချိန်မှာဒီဘွိုက်ကဒီလုံးတန်ကိုထတ်ကြားလိုက်ရပြီကြောက်တုံးတုံးပေါ်မှာဒီလုံးတန်မိတဲ့တစ်တာလေးကိုမြင်လိုက်ရပါတယ်ကန်ဒီကတော့ဘွိုက်လိုမျိုးအတန်မကြားပဲဘာမှကိုလည်းမမြင်ရပါဘူးဘွိုက်ကကြောက်တုံးပေါ်မှာဒီလုံးတန်ထွက်တဲ့တစ်တာလေးကိုသွားကြည့်နေတော့မှာမြေအောင်ခန်းထဲကနေဘဲလေးကားကြီးတွေထပ်ပြီးတော့ထွက်လာခဲ့ပါတယ်ကားကြီးတွေကဘွိုက်ကိုကပြနေပြီးတော့ခဏကြာမှတော့အကုန်လုံးပြန်ပြောက်သွားခဲ့ပါတော့တယ်အဲလစ်ဆာဖာရီမာတို့ကတော့ကိုလိုနီအိမ်ကြီးကပရင်းပေါက်တွေ တကားတွေကိုလုံချောင်အောင်လို့ကာယံနေပါလေဒီညဒိုနာရိတ်ခါကိစ္စတရန်ချန်းတို့နဲ့တိုင်မြမာဖြစ်တဲ့အတွက်ကိုလိုနီအိမ်ကြီးမှာမရှိပါဘူးဖာဒီမာဟိုတညာကိစ္စပြီးကလေးကတမျိုးဖြစ်နေပြီးတော့အဲလစ်ကိုလည်းစကားတိတ်ပြီးတော့မပြောတော့ပါဘူးဒါမှမဟုတ်ကန်ဒီကတော့ဘွိုက်ကိုခရစ်စီစီကိုခေါ်လာခဲ့ပါလေဘွိုက်ကခရစ်စီကိုသူတောထဲမှာမာတင်နဲ့တွေ့ခဲ့တဲ့အကြောင်းပြောပြီးမာတင်ကသူ့လက်မောင်းကိုသွေးတွေထွက်နေလက်ကောက်ဝင်နဲ့ကတ်ခဲ့ကြအောင်ပြောပြလိုက်ပါလေမာတင်ကိုယ်ထဲမှာရှိနေအရာသူ့ကိုယ်ထဲဝင်လာခဲ့ဖြစ်ကြောင်းပြောလိုက်ပြီးခန္ဓာကိုယ်ထဲမှာပိုးကောင်လေးရှိနေလို့ထပ်ပြောလိုက်ပါလေ ဂရစီကတော့ဘွားရဲ့ကိုယ်ထဲမှာဘာကောင်းမှမတွေ့ရပြင်ဘွားပြောတဲ့အကြောင်းအရာတွေကတော်လေးကိုထူးဆန်းနေတဲ့အတွက်တိတ်ပြီးတော့မယုံကြည်မှုဖြစ်နေရပါလေဘွားကတော့ငါကိုယ်ရဲ့အကောင့်တွေကမာတင်ကိုယ်ထဲမှာရှိနေခဲ့ပြီမာတင်ကိုနှစ်ပေါင်းများစွာစားတောင့်နေတာပဲလို့ပြောလိုက်ပါတယ်ပြီးတော့အဲ့ဒီအကောင့်တွေကမာတင်ကိုပေးမသေးခဲ့တဲ့အတွက်မာတင်ကအရန်ကိုသေးချင်နေခဲ့တာလို့ပြောပြလိုက်ပြီးတော့ငါမာတင်ကိုအဆုံးမသတ်ချင်ဘူးဆိုတဲ့အကြောင်းဒီကောင်လေးပိုဆိုးလိုက်ငါ့ကိုတတ်ပြီးလို့ခရစ်စီကိုတောင်းဆိုလိုက်ပါတယ်အနောက်တော့ခရစ်စီနဲ့ကန်နီတို့စကားပြောကြပြီးတော့ကန်နီကငါဖေတော့ကလည်းအဲ့လိုပဲ အစာပိုင်းမှာတကယ်မရှိတာတွေကိုမြင်အောင်တက်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်။ကန်နီနဲ့ခရစ်စီတို့ကဘွိုင်းမှာလည်းပါကင်ဆန်ရောဂါရှိနိုင်တဲ့အတွက်ခုလိုမဟုတ်တာတွေမြင်အောင်နေရလားလို့ထင်နေပါတယ်။ဒွန်နာတို့မှာကျန်တဲ့ရိတ်ခါတွေတေချာသိမ်းဆီးဖို့အတွက်ကိုပြင်ဆင်နေပြီးဂျင်ကတို့မှာရိတ်ခါတော့နည်းနေအောင်သတိထားမိသွားပါတယ်။သူကငါတို့ခွဲတန်းတဲ့ဘေးရင်တော်မှာရိတ်ခါတလားတော်မှာမခံဘူးလို့ပြောလိုက်ပြီးဒီချိန်မှလူတွေသိဖို့လိုတယ်လို့ထပ်ပြောပါတယ်။ဒါမဲ့ဒွန်နာတို့လူတွေသိသွားရင်လူတွေကုန်ကြောက်လန့်သွားတာပဲအဖက်တင်လိမ့်မယ်လို့ပြန်ပြောပါတယ်။ ဂျင်ကတော့ဒါလူတွေပို့ပြီးတော့စိတ်ဖိစီးလောင်လောက်ပြီးတော့စမ်းသပ်နေရပဲဖြစ်မယ်လို့ယူဆနေပါတယ်။ဂျင်ကအခုထိသူတို့ကိုလူတွေကပဲဒီညာပို့ပြီးတော့စမ်းသပ်နေရလို့ယူဆနေတော့ပါပဲ။ဓမ္မမဘွိုက်ကတော့ဈေးကန်းထဲမှာတီလုံးတန်ကိုထပ်ကြားလိုက်ရသလိုကားကြီးတွေကိုလည်းထပ်ပြီးတော့မြင်လိုက်ရပါတယ်။ဒီကတော့ဘဲလေးကားကြီးတွေကဂရင်မော်တွန်းလဲပြီးတော့လဲပင်းညက်တပ်ဖို့လုံနေခဲ့ပါတယ်။အချိန်မှာမာရီယဝင်လာတော့ဘွိုက်ကရုပ်တရက်ထိတ်လန့်ပြီးမာရီယကိုတန်းတန်းနဲ့ချိန်လိုက်ပါလေအဲဒီမှာဘွိုက်လည်းသူထပ်ပြီးတော့ဂရန်ဂရန်နေမြင်အောင်နေတာဖြစ်ကြောင်းသတိထားမိသွားခဲ့ပါလေ ။ဒါမှမဟုတ်ဖာရီမာကအဲလစ်ကဆာရာကြောင့်သူ့ကိုမပြောပြခဲ့တဲ့အတွက်စိတ်ဆိုးနေတာပါ။အဲလစ်ကဆာရာနဲ့ဘွိုက်တို့တောထဲအတူသွားခဲ့တာကိုစောကြီးတဲကသိပေမဲ့ဘွိုက်ကဘသူ့မှာမပြောဖို့တားထားကြောင်ဖာရီမာကိုမပြောပြခဲ့တာပဲဖြစ်ပါလိမ့်။သူတို့ညအောင်လို့စကားများနေတုံးမှာပဲ။အောက်ထက်မှာလည်းပြဿနာတက်နေတဲ့အတွက်ဖာရီမာတို့တွေအောက်ဆင်းလာခဲ့ပါလိမ့်။အောက်ထပ်မှာတော့ဒေးဆိုတဲ့လူကဘတ်စကားပေါ်မှာပါလာတဲ့လူတွေကိုပြဿနာရှာနေခဲ့တာပဲဖြစ်ပါတယ်။သူကအဲချင်းကိုအစားအသောက်တွေခိုးတယ်လို့ဆွဆွဲနေပြီးဒီမျိုးမှာရိတ်ခါပြတ်နေအောင်ငါသိတယ်လို့ပြောလိုက်ပါတယ်။ ဘတ်စကားဘွားလူတွေအများကြီးပို့ပြီးတော့ရောက်လာကြတဲ့အတွက်ဒီမှာရိတ်ခါချင်းတွေပို့ဆိုးသွားတယ်လို့ဒေးကပြောပြီးတော့အဲဂျင်တို့လိုလူသေးတွေကိုမောင်းထုတ်နေတော့တာပါအဲလစ်ကဒေးကိုလိုက်ဆွဲနေတဲ့ဒေးကဒီဘက်လှည့်လိုက်ရမှာတော့သူ့လက်ထဲကဓာတ်နဲ့အဲလစ်ရဲ့ဘိုက်ကိုထိုးမိသွားခဲ့ပါတော့တယ်ဒေးကသူတမင်လောက်တာမဟုတ်ကြောင်းမတော်ဆထိုးမိတာဖြစ်ကြောင်းပြောနေပြီးဖာနီမာတော့ထိတ်လန့်နဲ့အဲလစ်ကိုသွေးတိတ်အောင်လှုပ်ပေးနေပါတယ်ဈေးကမှာရှိတဲ့ရဲမှုဘိုက်ကတော့ကန်ဒီရဲ့ဖေမေဆာလူတည်ဆုံးခဲ့တဲ့နေရာကိုသွားကြည့်နေပြီးသူစိတ်ကူးတဲ့ဖာသာကာထရီကလည်းသူ့ကိုစကားလာပြီးတော့ပြောပါတယ် ကာထရီကမင်းတက်နိုင်တယ်လို့လောက်ခဲ့တာပဲလို့ပြောလိုက်ပြီးမစ္စတာလူတို့ငါတို့အဘီတို့တေးရတာမင်းပြေမှောက်ပါဘူးလို့ပြောနေပါလေသူတို့နေရာလို့စကားပြောနေတော့မှကန်ဒီကဝင်လာပြီးတော့ခပြားမှုနဲ့စကားပြောနေရလဲလို့မေးလိုက်ပါလေဘွိုင်းကမဟုတ်ပါဘူးငါငါအတန်ထွက်ပြီးတော့စဉ်းစားနေတာပါလို့ပြန်ပြောပါလေအားနဲ့တကားကိုဆွဲပိတ်လိုက်ပြီးတော့ခပြားစိတ်ချပြီးဆိုမှဒီခန်းထဲကထွက်လို့ရမယ်လို့ပြောလိုက်ပါလေကန်ဒီကဘွိုင်းလည်းသူ့ဖေတုံးကားလို့စိတ်ထင်အောင်ထင်မှားဖြစ်နေရင်ညာဘက်မှာမကောင်းဆိုးရတွေရှိတော့မေ့ပြီးတော့တကားတွေရှောက်ဖွေးမိမှအောင်စိုးရိမ်နေတာပါ အဲ့ဒါနဲ့ဘွိုင်းကငါကာထရီနဲ့စကားပြောနေရလို့ပြောလိုက်ပြီးတော့ငါလည်းဒါယူကြောင်ကြောင်နိုင်တယ်ဆိုတော့တီချောင်းနဲ့ငါလည်းဆောင်ရမ်းကိုကြောက်နေရလို့ပြောပြလိုက်ပါတော့လေဒါမှမဟုတ်အဲလစ်ကတော့ဓာတ်ရုပ်ခံရတဲ့ဒန်ဟာကသွေးထွက်လွန်နေပြီးအခြေအနေမကောင်းပါဘူးအာနီဖာတီမာသူ့ကိုညာရင်းချင်းဆေးကန်ပို့ဖို့လုပ်ပါတော့လေအဲလစ်ကမလုပ်ဖို့အတွက်ပြောရမယ်တကယ်လို့သူတို့အခုမသွားရင်အဲလစ်ကတေတော့မှာပါဖာတီမာနဲ့အဲဂျင်ကအဲလစ်ကိုတွဲပြီးတော့ကားပေါ်ကိုခေါ်သွားဖို့လုပ်ပေမဲ့အဲလစ်ကကားနာထီကိုလမ်းမလျှောက်နိုင်တော့ပါဘူးအဲမှာလေအဲဂျင်ကသူ့တယောက်တည်းကားကိုသွားပြီးလှုပ်လိုက်ပြီး ဗာဒီမာတို့အိမ်ရှိကစောင့်နေလို့ပြောလိုက်ပါတယ်။အဲကျင်းကအိမ်ထဲကထွက်လာပြီးတော့ကားစီကိုပြေးသွားမှာတော့မကောင်းဆိုးရတွေကသူတို့နောက်ကိုလိုက်လာခဲ့ပါတယ်။သူတို့ကကံကောင်းတဲ့အချက်ကအဲမကောင်းဆိုးရတွေကလူတွေနောက်ကိုပြေးပြီးတော့မလိုက်နိုင်တာပါပဲ။ဒီလိုအမြန်ပြေးနိုင်မကောင်းဆိုးရလက်ကလွတ်နိုင်ပြီးတော့တကယ်လို့မကောင်းဆိုးရတွေမိသွားရင်တစားစီဆွဲပြဲခံရမှာပဲဖြစ်ပါတယ်။အဲကျင်းကကားတော့အမြန်ရှာပြီးတော့အိမ်ရှိကိုကားမောင်းလာပါတယ်။မကောင်းဆိုးရတွေကတော့သူ့ကားနောက်တစ်ဖြည်းဖြည်းနဲ့ဝိုင်းလာခဲ့ပြီးပဲဖြစ်ပါတယ်။ဗာဒီမာလည်းအဲလစ်ကိုကားပေါ်အမြန်ခေါ်တင်လာပြီး ချိန်မီလေးပဲသူတို့ကားကိုမောင်းထွက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီမှာအဲလစ်ကတော့အသက်ရှူလို့မရတော့ပဲတရော့ကိုချိန်နေဆိုးနေပါပြီ။ဖာဒီမာတို့ကမကြခင်မှာပဲဈေးကန်းကိုရောက်လာပြီးတော့အဲလစ်ကိုတွဲပြီးတော့ခေါ်လာပါတယ်။ခရစ်စီတို့လည်းတကားခေါက်တန်ကိုကြားလိုက်ရပြီးတော့တကားကိုအမြန်ဖွင့်ပေးလိုက်ပါတယ်။ဘွိုင်လည်းအခုမှသူသားဓာတ်ထိုးခန်းတာတီးလိုက်ပြီးခရစ်စီကကန်လေးကိုချက်ချင်းကူးသားပေးဖို့လှုပ်ပါတော့တယ်။ဘွိုင်ကရန်စိတ်ပူနဲ့ဖာဒီမာကိုဆွဲခေါ်လာပြီးတော့ခရစ်စီသူ့လောက်သူတေချာလို့ပါစေလို့ပြောလိုက်ပါတယ်။ဘွိုင်ကဖာဒီမာကိုဖြောင်းပြနေချိန်မှာပဲခရစ်စီသူတို့စီကိုရောက်လာပါတယ်။အဲလစ်ရဲ့ခြေနေကိုထိန်းထားနိုင်ဖြစ်ပေမဲ့ သွေးထွက်လွန်လာတဲ့အတွက်ချက်ချင်းကိုသွေးသွင်းမှဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဘွိုင်းကအဲလီဆောသူရောအိုနက်ဂတီလို့ပြောလိုက်တော့ခရစ်စီကဘွိုင်းရဲ့သွေးကိုအဲလီစီသွင်းပေးဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ဘွိုင်းကငါသွေးကိုအဲလီစီသွင်းပေးလို့မရဘူးလေလို့ခရစ်စီကိုပြောလိုက်ပြီးငါသွေးကိုသွင်းလိုက်ရင်ငါကိုတဲ့အကောင်တွေကအဲလီစ်ကိုတဲ့ကိုရောက်သွားမှာလေလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ခရစ်စီတို့ကအဲ့ဒီကောင်တွေကိစ္စဟာဘွိုင်းစိတ်ထီအောင်ထင်မှဖြစ်နေတာလို့ပဲယူဆနေတာပါ။ဘွိုင်းကငါယူနေရမဟုတ်ဘူး။ငါအဲ့ကောင်တွေကိုခံစားမိနေတယ်လို့ပြောလိုက်ပါတယ်။ဖာဒီမာတော့ရှင်သွေးမသွင်းပေးဘူးဆိုရင်အဲလီစ်ကတည်သွားမှာလို့ပြောလိုက်တာပါ။ အာနေကန်ဒီကဘွားကိုတန်းတန်းနဲ့ချိန်ပြီးတော့ထိုင်နေဖို့နဲ့ခရစ်စီကိုသွေးသွင်းဖို့ကိစ္စဆက်လုပ်ဖို့ပြောလိုက်ပါတော့တယ်။အဲ့ချိန်မှာပဲဘွားရဲ့လက်ကထပ်ပြီးတော့နာလာပါတယ်။ဒီခါမှာတော့သူ့ရေပြားအောက်မှာအကောင်တွေပြေးလွှားနေတာကိုခရစ်စီတို့အကုန်လုံးမြင်လိုက်ရပါတော့တယ်။ဒီတော့ဘွားပြောတာတွေအမှန်ဖြစ်ကြောင်းအကုန်လုံးသိသွားပြီးတစ်ဖက်မှာအဲလစ်ကလည်းသွေးမသွင်းဒုက္ခရောက်တော့မှာပါ။အဲမှာကန်ဒီကကျွန်တော်ကိုယ်တည်းကိုအဲ့ဒီကောင်တွေလွှဲပေးလိုက်လို့ပြောလိုက်ပါတယ်။မာတင်ဘွားကိုလှုပ်ခဲသလိုအကောင်တွေကန်ဒီစီလွှဲပေးပြီးရင်ဘွားစီကသွေးကိုအဲလစ်စီကိုသွင်းပေးလို့ရပါပြီ။ ဒါပေမဲ့ boy ကတော့အဲ့ဒါကိုလက်မခံခဲ့ပါဘူး။အဲ့တော့မှ boy ကယူမမဲအကြံတစ်ခုရသွားပြီးတော့အပြင်ကိုထွက်ဖို့လုံနေတဲ့အတွက်အကုန်လုံးထိတ်လန့်သွားပါတော့တယ်။ boy ကဒီအကောင်လေးတရားတော့ကိုယ်တည်းဝင်သွားဖို့လိုတယ်လေးလို့ပြောပြီးတော့အပြင်ကိုထွက်လာလိုက်ပါတယ်။ဒါပေမဲ့အပြင်မှာမကောင်းဆိုးအားတွေမတွေ့တဲ့အတွက် boy ကလမ်းအော်ခေါ်နေပြီးတော့မင်းတို့လက်လက်ဆက်ဆက်သွေးလေးမတောင်းချင်ဘူးလားလို့အော်ပြောနေခဲ့တာပါ။မကြခင်မှာပဲသူ့ရှိကနေမကောင်းဆိုးအားတကောင်ထွက်လာပြီးတော့ကျန်တဲ့မကောင်းဆိုးအားတွေကလည်း boy ကိုဝိုင်းထားလိုက်ကြပါတယ်။ boy ကသူ့လက်ကိုဓာတ်နဲ့လှီးလိုက်ပြီးတော့မကောင်းဆိုးအားနာကိုကတ်သွားခဲ့ပါတယ်။ ဒါမဲ့မကောင်းဆိုးအားကတော့သူ့ကိုပြုံးပြုံးကြီးနေပြီးဘွိုက်ကသူ့လက်ပင်ကိုဓာအနဲ့လှီးချလိုက်ပါတယ်ဒါမဲ့မကောင်းဆိုးအားကတော့မျက်နှာတစ်ချက်မပြတ်ပဲစောင်းမြေကတ်လောက်အောင်ပြုံးနေတော့ပါဘွိုက်ကသူ့လက်ကသွေးနဲ့မကောင်းဆိုးအားရဲ့လက်ပင်ကိုကတ်လိုက်ပြီးတော့ငါသွေးကမင်းသွေးဖြစ်သွားပြီးခွေးမသားလို့ပြောလိုက်ပါတယ်ဒါမဲ့မကောင်းဆိုးအားချက်ချင်းဘာမှမဖြစ်သွားသေးပဲသူ့နောက်ကိုကတ်လာတဲ့တော့ဘွိုက်လည်းလန်သွားခဲ့ပါတယ်ဒါမဲ့မကြခင်မှာပဲမကောင်းဆိုးအားကစူးဝါးဝါးအော်ဟစ်ပြီးတော့လဲကြတေးဆုံးသွားပါတော့တယ်ကျန်တဲ့မကောင်းဆိုးအားတွေလည်းမြေပေါ်လဲနေရဲသူတို့ကောင်ကြည့်ပြီးတော့ပြန်လှည့်ထွက်သွားကြတာပါ အဲနာတော့ခရစ်စီရောကဘွိုက်ရဲ့သွေးကို LAC စပြီးတော့သွင်းပေးလိုက်ပါတယ်။ဒါမှမဒိုနာတော့အီသန်လေးနဲ့အတူတူမြေရောက်ထပ်မှာရိတ်ခါရီလာပြီးတော့တင်းဆဲနေပြီးအီသန်ဒိုနာကိုသူကြောက်နေတဲ့အကြောင်းကိုပြောပါတယ်။အီသန်သူအိမ်မဲပြန်ကျင်တော့ကြောင်းပြောတဲ့အတွက်ဒိုနာအီသန်ကိုနှစ်သိမ့်ပေးနေရပါတယ်။ဒါမှမဘွိုက်ကတော့သူသားကိုသွေးသွင်းပေးပြီးဖြစ်ပြီးတော့ LAC ပြန်သတိရလာပြီးတတ်တာသွားခဲ့ပါပြီ။ဖာတီမာတော့ငိုနေပြီးတော့ငါသူ့ကိုဆုံးဆုံးလိုက်ရတော့မလို့ပြောနေတဲ့အတွက်ခရစ်စီကဖာတီမာကိုဖြောင်းပြနေပါတယ်။အိုင်မာနေဖာတီမာကခရစ်စီကိုနေမှာကိုဝင်စစ်တဲ့အတန်းရှိလားလို့မေးလိုက်ပါတယ်။ ကန်ဒီကတော့ white ကိုကျွန်တော်ခင်ဗျပြောတာကိုယုံကြည်ခဲ့ရမှာလို့ပြောနေပြီးသူတို့နှစ်ယောက်စေကန်းပြင်ကမြေပေါ်မှာလဲနေတယ်မကောင်းဆိုးဝါးတွေကိုကြည်နေကြပါတော့တယ်ဟုတ်ကဲ့ပါတော့ဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲ from series ရဲ့ဒါ season 2ကိုရောက်နေပြီဖြစ်ပါတယ်နောက်နေ့မှလည်းပိုင်းဆက်တွေဆက်ပြီးတော့လာအောင်မှာဖြစ်တဲ့အတွက် channel subscribe လို့ဘေးနားကိုခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့လည်းမေတ္တာရက်ခံရင်းနဲ့ဒီနေ့မှာအစားဆုံး live ပါကြည့်ချူအားပေးခဲ့တဲ့နေဝင်မီးငိမ့်နာနဲ့အပြင်ထွက်လို့မရတဲ့မြို့တကယ်ကောင်းတဲ့ဇလန်းကိုအားပေးခဲ့တဲ့ဘောရောက်တယောက်ချင်းဒီတိုင်းကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ